ချင်းမာသီအိုရီတခုရှိတယ်။အခြားဆက်ဆံရေးအသေးတခုတည်ဆောက်ခြင်းရင်ပိုင်းဆိုင်နားတဲ့ဆက်ဆံရေးတခုကိုဖြတ်တောက်ပြရခြင်းပဲ။တခါတရံဘဝမှာဘာကိုလိုအပ်နေကြမှမသိတာမျိုးကြုံရတတ်တယ်။ပြောခြင်းလို့ဂယုစိုက်ခံခြင်းလို့ဦးစားပေးခံခြင်းလို့အားကိုထိုက်လို့လက်တွဲကြရဲဆိုရင်အားအဆုံတွေတခုရဲ့ငါးလမကျော်ခင်ဒီပဲအဲ့ဒါတွေကိုရကြလိမ့်မယ်။ ငါးလမကျော်ခင်ဒီပဲပျော်ကြရလိမ့်မယ်ဆိုလိုတာကဆက်ဆက်ရေးအစ်စ်တွေဘလောက်ပဲကြိုးစားတိဆောက်တိဆောက်အစရဲ့အစာပိုင်းလောက်ပဲငါတို့ရေမောကြရမယ်ဆိုတာပါပဲလက်ချီဆက်ဆက်ရေးကိုထဲတွက်ဖို့မိကြတယ်လေဆက်ဆက်ရေးအစ်စ်တခုတိဆောက်တယ်ဆိုတာလွယ်တယ်ထင်သလားလူတယောက်ကိုတိကစဘဝအကြောင်းတွေပြန်ပြောရမယ်တိကစပြီးအိမ်မက်တွေပြန်မက်ရမယ် မိသားစုရေးတွေပြောရမယ်။အစားကနေပြီးလူတယောက်ကို အချိန်ပေးလေ့လာရအောင်မယ်။အဲ့တော့လက်ချိကိုအနာပေးကန်နေတဲ့လူ ကိုပေးမှန်းနိုင်ပကုံးကန်ပေးတဲ့လူကိုမျက်နှာညိုတိုင်းပြရခန့်နေတဲ့လူအရာရာမျှဝေခံစားရဖို့အသင့်ချိနေတဲ့လူခြေသွားလို့နှောင်ဖြောင်းရတဲ့အနာကလူကိုဘာအတွက်စွန့်ပြစ်မှလဲဘဝမှာ ဘလူလူကများစုံကောင်းလို့လေဇိုးကွက်တွေရှိသလိုကောင်းကွက်တွေလည်းရှိကြတာပဲဖြည့်တွေးနားလည်ပြီးရမယ်လေလက်ရှိလူက အရန်တဝံတူလို့စိတ်ငြိရလေနောက်တယောက်ပြောင်းလေဒီတိုင်းပဲနေမှာပါနောက်ဆုံးအချစ်ခံရတဲ့နေရာကဖြစ်ဖြစ် ချစ်တဲ့နေရာကဖြစ်ဖြစ်အ ਨੇ နဲ့အများပူလောင်ကြရတာပဲတည်ထားရမှာက အချစ်မှာစိတ်အဖက်ဘေးထွက်စီကြူတွေ ရှိနေအဲ့ဒါကိုသိဖို့ပါဒါကြောင့်စာရေးသူ့အနေနဲ့ဘဝမှာခဏတာตายာမို့အတွက်နဲ့တဘွားစာလက်တွေကိုဖြုံမချမိစေဖို့ပဲမှာခြင်းပါတယ်တချို့ဈေးပေါ်ပေါ်နဲ့ရနေတဲ့အရာကအမဲလို့လူတိုင်းအတွက်ဈေးပေါ်နေတာမျိုးမဟုတ်ဘူးနော်စွန်ပြစ်မိသွားမှပြန်လို့ချင်းစိတ်ပေါ်ရင် အစမတန်မတင်ထားလောက်အောင်တန်ဖိုးမြင့်သွားတတယ် ပြန်ရဖို့မလွယ်ဘူးနှစ်ခါပြန်စီမပေါ်တဲ့အတိတ်ပဲရှိတယ်စိတ်မပျော်ရတိုင်းဆက်ဆက်ရဲ့အသက်ကိုတိဆောက်ဖို့မလုံးမစေနဲ့ဘာလို့ဆိုအားလုံးဟာအစပိုင်းမှာပဲနောက်ပိုင်းဟာ နားလည်မှုနဲ့သွားရတာမို့ပါလက်ရှိလူကိုတန်ဖိုးထားပါဂယုစိတ်ပါလို့ရေးသားအကြံပြုလိုက်ပါရစေ။